တော်လန်ပြည်သူများအားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ပါရစေကျွန်တော်ကတော့ခရီးနီပြည်လူကာတော်လန်ရေးဆေးရုံမှာလုပ်နေတဲ့ခွဲစိတ်ထူးကူဆရာဝန်ဒေါက်တာမျိုးခန့်ကိုကိုဖြစ်ပါတယ်ကျွန်တော်ဒီနေ့ NGMH ကလုပ်နေတဲ့ Safe Hospital Safe Healthcare ဆိုတဲ့ campaign လေးအကြောင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆက်ပြရစေပေါ့နော်အားလုံးလည်းသိကြတဲ့အတိုင်းပဲပေါ့နော်အာဒီတလောမှာဆိုလို့ရှိရင်ဇက်တိုက်ဆိုသလိုစစ်ကောင်စီဘက်ကနေပြီးတော့မှလေးရင်းမျိုးတုံးပြီးတော့ နေပြည်တော်မှာရှိနေတဲ့เนาะတော်လိုင်းနေပြည်တော်မှာရှိနေတဲ့စေယုံတွေကိုเนาะရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်ဖြစ်စည်းနေတာကိုဘုံကျဲတိုက်ခိုက်ဖြစ်စည်းနေတာကိုအာအလုံးသိကြပါလိမ့်မယ်အာဒီမှာဆိုလို့ရှိရင်လည်းပဲကျမကြီးဝန်တန်းတွေကထိခိုက်ဆုံးရှုံးတာတွေလည်းရှိတယ်ပေါ့เนาะကျွန်တော်တို့ဒီမြေပြင်မှာဆိုလို့ရှိရင်လည်းပဲဒီကျွန်တော်ရဲ့အတွေ့အကြုံတွေတစ်ခုပြောပြရရင်ကျွန်တော်အာတခါခွဲနေရပေါ့နော်ဒီ bike ကိုထိရဲ့ရဲဘော်လူနာလေးကိုခွဲနေတဲ့အသက်20ပေါ့နော်သူကဒီခန္ဓာကိုယ်အကြီးဆုံးတွေးချောင်းမကြီးကိုထိသွားတယ် ဒီသွေးကြောမိုက်ဆိုတဲ့အတိုင်းဟိုအထိတိုင်းရဲ့နေရာနဲ့ကျွန်တော်ဟိုရှင်းရှင်းနဲ့တွေ့သွားအော်မဝေါ်ဝေါ်ဆိုသွေးထွက်သွေးထွက်တာအတကယ်ဘွားမှာပထမဆုံးတွေ့အဲ့ဒါကိုဖိထားတဲ့အချိန်မှာခေါင်းဘွားနေနော်လေရင်ကဟိုအခုပဲထိုးဆင်းပြီးတော့မှဟိုဘုံကျဲတော့မယ်အတန်ဝုံးဆိုကြားတယ်အဲကျွန်တော်ခါတိုင်းဆိုအဲ့ဒီအတန်နေအတိအတန်ကြားတာနဲ့ကျွန်တော်အားလုံးကနီးစက်ရဘုံကိုခြင်းတွေကိုပေါ့နော်အဲ့လိုအလူရပြေးကြတာပေါ့နော်အခုလည်းပဲ အကျင့်ဖြစ်နေတဲ့ဝတိယစိတ်ကမပြီးတော့မယ်ဆိုပြီးတော့စိတ်တွေးလိုက်မိတယ်။ဒါပေမဲ့ကိုယ်လက်ထဲမှာကိုယ်လက်ထဲမှာအဲတွေးကြောကြီးကိုဖိထားဖိထားတာ။ဒါကိုပြေးမယ်ဆိုလို့ရှိရင်လွတ်ပြီးတော့ပြေးရမှာ။အောင်းထွက်ပြီးတော့တေးကြတယ်။တေးမှာပဲ။အဲကျွန်တော်စဉ်းစားရတဲ့အချိန်မှာခဏဓာတ်ခနဲဆိုတော့စက္ကန့်ပိုင်းအတွင်းစဉ်းစားရတယ်။ကျွန်တော်တို့အနာဂတ်အတွက်တန်ဖိုးရှိတဲ့လူငယ်တယောက်ကျွန်တော်လက်ထဲမှာရှိနေတယ်။အဆုံးရှုံးမခံနိုင်အဲ့တော့မပြေးတော့ဖြစ်စင်တာဖြစ် ဆက်လုပ်မယ်ဆိုတော့လုပ်တယ်ပေါ့နော်ကျွန်တော်နီးတူပဲကျွန်တဲ့ဆရာဝန်တွေဆရာမတွေလည်းပဲဆက်လုပ်ကြတယ်ပေါ့ဒီရေပေါ်လေးကအသက်ရှင်သွားပါတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာလုံနေရတဲ့ခံစားချက်ကိုအားလုံးပဲဟိုစဉ်းစားကြည့်ပါတက်ကိုဖက်နဲ့ထုတ်ပြီးတော့လုပ်ရတာဒါတစ်ချိန်တည်းမဟုတ်ဘူးနော်ခဏခဏကြုံရတယ်အဲ့ဒီဒေါင်းမဝေါ်ဆိုရဲခွဲနေတဲ့အချိန်မှာလင်းရင်ဖြတ်တဲ့ဟာနော်ကျွန်တော်တို့ကဟိုစဉ်းစားရပြီအန်ဒီယေကင်းအောင်ကျွန်တော်တို့အန်ဒီယေကင်းမှာပဲဘာပဲဖြစ်ရေရှည်ဆက်သွားလို့ရမှာဘူး အသက်တွေအများကြီးကိုထပ်ကဲနိုင်မှာပေါ့အဲ့တော့အကြောင်းမလို့ကျွန်တော်တို့တွေကဒီခွဲခန်းနဲ့ဒီခုဆိုလို့ရှိရင်လက်ရှိခွဲခန်းနဲ့ကက်ရက်မှာပါဒီမြေအောက်ဘုံကိုချင်းတိဆောင်နေတယ်ခိုင်ခိုင်မှာဖြစ်အောင်တိဆောင်နေတယ်ခွဲနေရင်တန်လန်းနဲ့နော်ဒီအန်ဒီလိုအရေးပေါ်အန်ဒီတွေကြုံတွေ့ပြီဆိုလို့ရှိရင်ဒီလူနာကိုပါခေါ်ပြီးတော့ကျွန်တော်တို့ကမြောက်ခန်းတွေကိုကျွန်တော်တို့အာဆင်းသွားမယ်မပြီးသေးရင်ဆက်ခွဲမယ်ပေါ့နော်အဲ့တော့လောလောဆယ်စောင့်နေတဲ့ဒီမြောက်ခွဲခန်းကကျွန်တော်ခဏရက်ထားတယ် ဘတ်ဂျက်မရှိလို့အဲ့ဒါလို့ပဲအဲတချို့နေရာတွေမှာဆိုတော့ကျွန်တော်တို့တခြားနေရာမှာလည်းပဲဒီလုံခြုံရေးရနောက်ပြည်သူတွေအတွက်တည်တံ့ဟာစတဲ့ဈေးရုံဆောက်ရပါတော့အဲ့မှာဆိုလို့ရှိရင်လည်းကျွန်တော်မြေအောက်ဒီခွဲကန်းကိုဆောက်ထားတယ်။တနေ့နေရာတွေမှာလည်းပဲထိုးနီးလကောင်အဲ့လိုမျိုးဆောက်ဖို့လိုအပ်တယ်ပေါ့နော်။အဲ့တော့အခုဆိုလို့ရှိရင်တည်ရဒီဒီဈေးရုံတွေတော်တော်များများဖြတ်စည်းခြင်းခံနေရတာ哦။အဲ့အဲ့အတွက်ဒီအခု NGO MOH ကလုပ်တဲ့ဈေး hospital ဈေး healthcare campaign လေးကိုကူညီခြင်းအဖြစ် ခုနကျွန်တော်တို့အတွက်အန်ဒီရဲ့ကင်းပြီးတော့ဘောနော်ရေရှည်လုံနိုင်မဲ့အာမြေအောက်အာခွဲခန်းနေနော်ခွဲခန်းနဲ့ကဲ့ရဲ့ဘုံခုခြင်းတွေကိုစောက်ပြီးတော့အာကျွန်တော်အန်ဒီရဲ့ကင်းအောင်သွားနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ဒီကမ်ပိန်းလေးကိုကူညီပေးကြပါလို့တောင်းဆိုပါရစေကျေးဇူးတင်ပါတယ်